Prime Media ကို RPG ရှုနေကြတဲ့မိဘပြည်သူအပေါင်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့ယနေ့ဆွေးနွေးတင်ဆက်မယ့်အကြောင်းအရာကတော့စတုဒ္ဓမန်တိုင်းနဲ့လက်တလောအခြေအနေများပဲဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံအတွင်းမှာလေလာသိရှိရတဲ့မီဒီယာအကြောင်းအရာများကမ္ဘာမီဒီယာအသီးသီးမှာဖော်ပြတဲ့အကြောင်းအရာများနဲ့ပတ်သက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူများမိဘပြည်သူများကို အသိပေးဖို့လိုအပ်လာတဲ့အတွက်ဒီအစီအစဉ်လေးကိုစီစဉ်တင်ဆက်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ညာဘက်မှာတော့ကိုအောင်ကျော်ဖြစ်ပြီးတော့ဘယ်ဘက်မှာတော့ခနင်းစုဖြစ်ပါတယ်ကျွန်တော်တို့ကလေးလာသိရှိရတဲ့အကြောင်းအရာတွေကိုအများပြည်သူများအတွက်အကျိုးရှိစေရန်စီစဉ်တင်ဆက်နေရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ Prime Media ဟာငွေကြေးကိစ္စရပ်များအလှူခံခြင်းတခြားသောငွေကြေးအကျိုးအမြတ်တွေစီစဉ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်းနဲ့ မိဘပြည်သူများအတွက်အကျိုးရှိစေရန်အတွက်သာစီစဉ်ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်းတင်ဆက်လိုပါရစေ။ယနေ့ကျွန်တော်ပြောမယ့်တင်ဆက်မယ့်အကြောင်းအရာလေးကတော့စတုဒ္ဓမန္တိုင်းဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။တနည်းအားဖြင့်စတုဒ္ဓမန္တိုင်းကတော့မီဒီယာလို့ခေါ်တဲ့ပြည်သူလူထုနဲ့ပတ်သက်တဲ့ဆက်ဆံရေးနီလန်ပေါင်းစုံကိုရွှန်းချုပ်ပြီးတော့မှမီဒီယာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ရခိုင်ကတော့ကျွန်တော်တို့ printed media သတင်းစာမဂ္ဂဇင်းဆောင်ပါ စာအုပ်စာပေတွေနဲ့ရိုက်နှိပ်ပြီးတော့မှအများပြည်သူအတွက်တည်ပေးတဲ့ printed media ရှိပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ broadcasting အသံလွှင့်တဲ့နေပညာရှိပါတယ်။နောက်ဆုံးမှာတော့အခုလက်ရှိသတင်းချဲ့လက်နေပညာ ID နေပညာတွေတိုးတက်လာတာဖြစ်တဲ့အတွက်လူတိုင်းနေပါမှာရှိတဲ့တယ်လီဖုန်းတွေမှာကျွန်တော်တို့ကဘာကနေတီထွင်အသုံးပြုထားတဲ့ application ပေါင်းစုံ Facebook, YouTube, TikTok Telegram, Instagram နဲ့အခြားသော application ပေါင်းစုံအားနေပြည်သူလူထုကိုကမ္ဘာလူသားများအားလုံးကိုသတင်းအချက်အလက်များစက္ကန့်နဲ့မျှတင်ဆက်နေတာဖြစ်ပါတယ်။တင်ဆက်နေတာဖြစ်တဲ့အတွက်မီဒီယာလုပ်ငန်းဟာအင်မတန်ကျေပန်းတဲ့လုပ်ငန်းရပ်ဖြစ်ပါတယ်။အဲဒါစတုဒ္ဓမန္တိုင်းတို့ဘာကြောင့်ခေါ်ရသလဲဆိုတာဥစွာတင်ဆက်လိုပါတယ်။ကျွန်တော်တို့နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာမှာ executive power စီမံခန့်ခွဲတဲ့အုပ်ချုပ်တဲ့အာဏာရှိပါတယ် legislation power ဥပဒေပြုတဲ့အာဏာရှိပါတယ် judiciary power ဆိုတာတရားစီရင်ရေးအာဏာဆိုတာရှိပါတယ်အဲ့အာဏာကြီးသုံးချက်ကိုထိမ့်ကြောင်ပေးမဲ့ထိမ့်ညှိပေးမဲ့မီဒီယာဆိုတာလိုအပ်ပါတယ်တစ်ဖက်နဲ့တစ်ဖက်ညံ့ညတာတာနဲ့ check and balance အပြန်အလှန်ထိမ့်ညှိပေးဖို့အတွက်မီဒီယာဆောင်ရွက်ပေးရပါတယ်အများပြည်သူတက်ဆိုင်ရာနိုင်ငံထဲမှာရှိတဲ့ပြည်သူပြည်သားတွေ ကမ္ဘာမီဒီယာများမှာဆိုလို့ချင်းကမ္ဘာသူကမ္ဘာသားတွေအတွက်အကျိုးရှိအောင်စနစ်တကျဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။နိုင်ငံတစ်နိုင်ငံမှာအချုပ်အခြာအာဏာမှာပါဝင်တဲ့ခက်မှသုံးဖြာအာဏာကို စနစ်တကျနဲ့ကျွန်တော်တို့ထိမ့်ညှိပေးဖို့အတွက်မီဒီယာများကိုတည်ထောင်ဖွဲ့စည်းပိုက်ရပါတယ်။မူလကနဦးရည်ရွယ်ချက်များကမွန်မြတ်တော်လဲကာလအတန်ကြာလာတဲ့အချိန်မှာနိုင်ငံရေးအကြောင်းတရားတွေဘာသာရေးအကြောင်းတရားတွေလူမှုရေးအကြောင်းတရားတွေ အချို့သောစိတ်ခံစားချက်တွေပါဝင်ရောထွေးလာတာဖြစ်တဲ့အတွက်မီဒီယာဟာကောင်းနာများရှိသလို အချို့သောအစွန်းထင်းများလည်းပေါ်ပေါက်လာပြီးဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်တို့ပြည်သူပြည်သားတွေလူသားတွေနေ့စဉ်စားသုံးနေတဲ့သတင်းတွေမှာကျွန်တော်တို့အစိတ်တောက်ကင်းရပါမယ်။ပြည်သူအတွက်အကျိုးရှိတဲ့တည်ရင်အချက်အလက်များဖြစ်ဖို့အထူးလိုအပ်ပါတယ်။အဲ့အတွက်စထုတ်တာမန်တိုင်းဟာနိုင်ငံတကာနိုင်ငံရဲ့ ပြည်သူတွေလူလာတဲ့ပြည်သူတွေတောင်းတတဲ့သတင်းမှန်တွေပြည်သူတွေအကျိုးရှိတဲ့သတင်းတွေကိုပဲတင်ဆက်ပေးဖို့လိုအပ်ကြောင်းအထူးပြောကြားလိုပါတယ်။ဒီနေရာမှာကျွန်တော်ပြောတဲ့စကားလေးကိုပြန်ပြီးတော့ချွင်းချက်အနေနဲ့တင်ပြတာတော့ကမ္ဘာတော်မ်းမှာရှိတဲ့မီဒီယာကုမ္ပဏီများမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မီဒီယာများကတော့အလုံးတရားရာဂိုင်းနှုံးအပြစ်ကင်းစင်တယ်လို့ယူဆလို့မရပါဘူး။အနည်းနဲ့အများကတော့ ချိုရင်အာနာချက်လေးတွေအတိန်ဆောင်လေးတွေအယောင်လေးတွေအစွဲလေးတွေပါတာကိုတော့တွေ့ရမှာဖြစ်ပါတယ်။လုံးဝကင်းစင်ပြီးတော့100%ဇာနှုန်းပြည့်ကောင်းတဲ့မီဒီယာကတော့မရှိသေးဘူးလို့ပဲယူသားစွာဝန်ခံရမှာဖြစ်ပါတယ်။အဲဒီအတွက် မီဒီယာများဟာမီဒီယာကျင့်ဝတ်တဲ့အညီအစွန်းထက်နည်းနိုင်သမျှနည်းအောင်ကြိုးစားရင်လည်းအများပြည်သူရဲ့အကျိုးကိုတည်ပိုးဖို့လိုအပ်တယ်လို့ထင်မြင်ဆပါတယ်။ ဟုတ်ကဲ့ပါဆရာပထမဆုံး digital media ဖွံ့ဖြိုးလာတာနဲ့ပတ်သက်ပြီးတော့ပြည်တွင်းမှာရှိတဲ့ media တွေနဲ့ပြည်ပမှာရှိတဲ့ media တွေရဲ့စိတ်သက်မှုတွေပေါ့နော်အဲ့ဒါတွေကအခုပြည်သူလူထုပုံမှာရိုက်ခတ်လာပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ media ကဏ္ဍရဲ့အကျိုးအပြစ်လေးတွေကိုဆရာအနေနဲ့ပြောင်းဝေပြပါအောင်ဆရာကောင်းပါပြီအဲ့တော့အခုလက်ရှိမြန်မာနိုင်ငံရဲ့လက်တလောအခြေအနေအရတော့ပြည်တွင်းမှာအုပ်ချုပ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာရှိပါတယ်ပြည်ပမှာ၎င်းတို့ ို့၎င်းတို့အစိုးရဖြစ်ခံယူပြီးနိုင်ငံရေးလှုပ်ရှားနေတဲ့ National Unity Government လို့ခေါ်တဲ့ NUG ဆိုတာလည်းရှိပါတယ်။ရှိတော့ဒီအဖွဲ့အစည်းနှစ်ရက်ကြာမှာမိမိတို့ရဲ့တည်င်းနေလှုပ်ဆောင်ချက်တွေအများပြည်သူကို တင်ဆက်တဲ့နေရာမှာအချို့သောလောက်ရက်တွေဟာမှန်ကန်မှုရှိသလိုများသောအားဖြင့်အချို့သောလောက်ရက်တွေဟာပြည်သူတွေကို တွေးဝေးနေနိုင်တဲ့အကြောင်းအရာတွေပါဝင်နေပါတယ်။အဲဒီတော့ သတင်းအချက်လက်တွေဟာကျွန်တော်တို့မှန်ကန်ဖို့လိုပါတယ်100%ကျွန်တော်တို့ဂျာနုံပြည့်မှန်ကန်မှုမရှိတော့လဲပဲပြည်သူကိုမှားယွင်းတဲ့တွေ့ဝေတဲ့ခံယူချက် တွေဖြစ်ဖို့လိုအပ်ပါတယ်အဲတော့ပြည်ရင်းပြည်ပမှာရှိတဲ့မီဒီယာတွေဟာနိုင်ငံသူနိုင်ငံသားများ လူသားများကိုအသိပေးတဲ့နေရာမှာပြည်သူတွေအတွက်ကိုအကျိုးရုပ်စေတဲ့သတင်းတွေရှောင်ဖို့လိုပါတယ်တချို့နေရာတွေမှာတော့အခုလက်ရှိပေါ်ပေါက်နေတဲ့ misinformation disinformation သတင်းမှားတွေလောက်ကြံဖန်တီးတဲ့သတင်းတွေ fake news တွေစသဖြင့်ပါပြီးတော့မှပြည်သူတွေကိုလှည့်စားနေတဲ့သတင်းတွေများနေကြောင်းလေ့လာသိရှိရပါတယ်ပြည်တွင်းမှာလည်း disinformation misinformation fake news တွေများနေသလိုအချို့သောသတင်းဌာနတွေရဲ့ထုတ်လွှင့်မှုနောက်မှာပြည်သူတွေဟာဟုတ်နိုးဟုတ်နိုးနဲ့လိုက်ပါတွေ့ဝင်နေရတာတွေရှိတဲ့အတွက်အဆိုပါသတင်းတွေကိုတော့အများပြည်သူအနေနဲ့ အထူးအသေးသေးနဲ့လေးလာစားသုံးမှုလိုအပ်ကြောင်းပြောလိုပါတယ်အဲတော့သတင်းတွေမှာအကောင်းဆုံးအကျိုးပြည့်ရှိတာဖြစ်ပါတယ်အဲ့ဒီထဲထဲမှာမှာကျွန်တော်တို့သတင်းတင်ဆက်တဲ့လူပုဂ္ဂိုလ်တွေရဲ့အပြောဆိုအမူအရာလေယူလေသိနောက်တစ်ခုကတော့သတင်းတွေအပေါ်မှာကျွန်တော်တို့အကဲဖြတ်အ내ကောက်တာရှိပါတယ်သတင်းတရက်ပေါ်လာပြီဆိုလို့ရှိရင်ဒီသတင်းတရက်အာအမှားလားအမှန်လားသတင်းတူလား ဘလို့ရည်ရွယ်ချက်နဲ့ထုတ်လွှင့်နေတာလဲဆိုတော့အကဲဖြတ်အ내ကောက်တာလေးတွေလည်းအထူးလိုအပ်ပါတယ်။မြေသည့်သတင်းဌာနတွေကပဲထုတ်လွှင့်သည်ဖြစ်စေဒီသတင်းကတော့မှားနေတယ်ငါတို့အတွက်အကျိုးမရှိဘူးဒါကတော့တမင်လှုပ်ကြံဖန်တီးပြီးတော့တွေ့ဝေအောင်လုပ်နေတယ်ဆိုတော့အသည့်သတိလေးတွေလူသားများမှာရှိဖို့မြန်မာပြည်သူပြည်သားတွေမှာရှိဖို့အထူးလိုအပ်တယ်လို့ထင်မြင်ဆပါတယ်။နိုင်ငံရေးရသဘောထားကွဲလဲတာတွေယူဆမတူတဲ့ပေါ်တွေပေါ်မူတည်ပြီး မိမိတို့လိုရာသတင်းတွေကိုအချိန်ဒီအမျိုးမျိုးအချိန်ခါအမျိုးမျိုးမှာထုတ်လွှင့်နေဦးမှာ ဖြစ်တဲ့အတွက်ပြည်သူများရဲ့အသည့်သတိဟာအမတန်အရေးကြီးကြောင်းပြောကြားလိုပါတယ်။ဟုတ်ကဲ့ပါဆရာကျွန်မမြန်မာနိုင်ငံမှာမီဒီယာနဲ့ပတ်သက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုအပိုင်းလေးကိုအရေးဆုံးရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့သတင်းမူရင်းထုတ်လွှင့်တဲ့မီဒီယာအပေါင်းစုံလူပုဂ္ဂိုလ်အပေါင်းစုံသတင်းဌာနအပေါင်းစုံက မိမိတို့ထုတ်လွှင့်တဲ့သတင်းအကြောင်းအရာအချက်လက်တွေကိုတာဝန်ယူရမှာဖြစ်ပါတယ်။မိတို့တို့ရည်ရချက်နဲ့ပဲဖြစ်ဖြစ်သတင်းမှထုတ်လွှင့်သည်ဖြစ်စေသတင်းတုထုတ်လွှင့်သည်ဖြစ်စေအဆိုပါအချက်လက်တွေကိုတာဝန်ခံရမှာဖြစ်ပါတယ်။အဲဒါတော့တာဝန်ခံမှုအတွေ့ကျွန်တော်တို့ပြည်တွင်းမှာလည်းမီဒီယာနဲ့ပတ်သက်တဲ့ပြည်စုံခိုင်လုံတဲ့ဥပဒေတွေရှိဖို့လိုအပ်ပါတယ်။နောက်တစ်ခုကလည်းကျွန်တော်တို့ရဲ့လက်ရှိအခြေအနေအရတော့ မြန်မာနိုင်ငံကိုလိုလားတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းသတင်းဌာနရှိသလိုမြန်မာနိုင်ငံကိုဘာသာရေးအရနိုင်ငံရေးအရစီးပွားရေးအရနေပေါင်းစုံနဲ့ထိုးနှက်နေတဲ့နိုင်ငံတွေမီဒီယာအဖွဲ့စီတွေလူပုဂ္ဂိုလ်တွေရှိနေတာဖြစ်တဲ့အတွက်မိမိမူဝါဒသဘောထားနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်အခြားသောစန့်ကျင်ဘက်အဖွဲ့အစည်းတွေရှိတတ်တာတော့သဘာဝအတိုင်းပဲဖြစ်ပါတယ်အဲ့တော့လက်ရှိပေါ်ပေါက်နေတဲ့သတင်းတွေအားလုံးထဲမှာ ကျွန်တော်တို့ပြည်သူတွေတွေ့ဝေစေတဲ့လမ်းကြောင်းမှားစေတဲ့သတင်းတွေပေါ်ပေါက်တဲ့အရာကိုအခြေဖြက်ဆုံးအထည်ရောက်ဆုံးအကောင်းဆုံးနီးလန်းရတော့သတင်းမှန်တွေကို အချိန်နဲ့တပြေးညီအများပြည်သူကိုသိပေးနေဖို့လိုအပ်ပါတယ်အများပြည်သူသိသင့်သိထိုက်တဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီကျွန်တော်တို့ပြည်သူကိုနီးလန်းပေါင်းစုံအားနေပြီးတော့အသိပေးနေဖို့လိုအပ်ပါတယ်ခုနကကျွန်တော်ပြောရတဲ့အတိုင်းအထည်ရောက်ဆုံးကတော့ဒီဂျစ်တယ်မီဒီယာပလက်ဖောင်းပေါ်မှာပေါ်လာတဲ့ လူတိုင်းနေပါတယ်လီဖုန်းကင်နေတဲ့အထက်မှာပါဝင်တဲ့ software တွေကိုအသုံးပြုဖို့လိုပါတယ်။အဲ့ဒီအထက်ထဲမှာသတင်းအမှန်တွေကိုအများပြည်သူကိုအဆက်မပြတ်ပေးနေဖို့လိုပါတယ်။တစ်ချိန်တည်းမှာပဲသတင်းအမှန်တွေပြောနေသလိုဘယ်သတင်းကတော့မှားနေပါတယ်။ဘယ်သတင်းတွေကတော့အခြေမြစ်မရှိပါဘူး။ဘယ်သတင်းတွေကတော့လောက်ကျန်သတင်းတွေဖြစ်ပါတယ်။ဘယ်သတင်းတွေကတော့သတင်းတုသတင်းအမှားတွေဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အချက်အလက်ခိုင်ခိုင်လုံလုံနဲ့အများပြည်သူကိုအမြဲတမ်း အသိပေးနိုင်ဖို့လိုအပ်တယ်လို့ထင်မြင်ဥစားပါတယ်။အဲဒါတော့ကျွန်တော်တို့အပြင်အရစကားနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကောလာဟာလာတွေအများကြီးထွက်ပါတယ်။နိုင်ငံရေးဆိုတာအမတန်ကျယ်ပြန့်နှံ့နေတာဖြစ်တဲ့အတွက်နိုင်ငံရေးနဲ့အတူ ကျွန်တော်တို့ကဘာတွေသိဖို့လိုလဲဆိုတော့တရှုအဖက်အမှောက်ပါတီဝင်လှုပ်ရှားမှုဆိုတဲ့အချက်လက်တွေသိဖို့လိုပါတယ်။နိုင်ငံရေးနဲ့ဆက်ဆက်လာတဲ့အတွက် espionage subversion partisan movement ဆိုတာရှိပါတယ်။ Espionet ဆိုတာကတော့ကျွန်တော်တို့တချို့လုပ်ငန်းတွေရှိပါတယ်။ Supported ဆိုတာအဖြတ်လုပ်ငန်းတွေဖြစ်ပါတယ်။အဲ့ဒီထဲမှာအသိမွေ့ဆုံးကတော့အမောက် Subversion ဆိုပြီးတော့ရှိပါတယ်။နောက်တစ်ခုကတော့ Party ဝင်လုံရှာမှု Partisan Movement လို့ခေါ်ပါတယ်။အဲ့ဒီထဲမှာအမောက်ဆိုတဲ့ Subversion ဟာအမတန်သိမ်မွေ့နည်းနည်းတာရှိပါတယ်။အဲ့တော့ပြည်သူတွေကြားမှာတစ်ဖက်အဖွဲ့စည်းရဲ့လိုအပ်တဲ့သတင်းတွေကိုထုတ်လွှင့်မယ်။ အဲ subversion ဆိုတဲ့အမှောက်လုပ်ငန်းမှာကျွန်တော်တို့ whispering campaign တိရုဝါဒဖြန့်တာတွေပါမယ် smearing campaign ဟလာကျွန်တော်တို့အပုတ်ချတာတွေသဘုတ်လေးလင်းပြောတာတွေဟလာလူပုဂ္ဂိုလ်ရေးရတိုက်ခိုက်တာတွေပါလာမှာဖြစ်တဲ့အတွက်ဒီသတင်းတုသတင်းအမှားတွေအထည်ထဲမှာလဲနိုင်ငံရေးအရာရည်ရွယ်ချက်ရှိရှိနဲ့တမင်ဆောင်ရွက်နေတာတွေရှိတယ်ဆိုတဲ့ဟာကိုလဲမီဒီယာနဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေမီဒီယာလောကသားတွေ ီဒီယာလောကသားတွေဆိုတဲ့နေရာမှာကျွန်တော်ခုနကနဦးတင်ပြတဲ့အတိုင်း printed media ပါတယ် broadcasting ပါတယ် digital media platform ပါတယ်ဒီဒီပုံကိုအဖွဲ့အစည်းတွေအားလုံးဟာတချို့အဖြတ်မောက်ပါတီဝင်လှုပ်ရှားမှုတွေအကြောင်းကိုသိဖို့လိုအပ်ပါတယ်အဲ့လိုသိတော့မှသတင်းကိုအကဲဖြတ်တဲ့နေရာမှာအ내ကောက်တဲ့နေရာမှာဘယ်သတင်းကတော့ဘာကြောင့်ထုတ်လွှင့်နေလဲဘယ်သတင်းကတော့ဘယ်လိုရည်ရချက်ရှိချင်းနဲ့ များပြည်သူကိုအသိပေးနေတယ်ဘယ်လမ်းကြောင်းကိုသွားနေတယ်နိုင်ငံရေးပြောကပါနေတယ်နိုင်ငံရေးရွေချက်ပါနေတယ်ဆိုတာတွေသိရှိမှာဖြစ်ပါတယ်အဆိုပါအကြောင်းတရားတွေသိရှိပြီးဆိုလို့ရှိရင်ဒီအကြောင်းတရားတွေကိုဘယ်လိုကာကွယ်မလဲထိန်းချုပ်မလဲရောပါသွားအောင်လုပ်မလဲဆိုတဲ့အစီအမံတွေကိုလည်းသက်ဆိုင်ရာဝင်ကြီးဌာနတွေလူပုဂ္ဂိုလ်ဖွဲ့စည်းတွေကဆောင်ရွက်တင်တယ်လို့ထင်မြင်ယူဆပါတယ်